ဆွဲတဲ့ရွှေဆန်ကသမီးမုံယရနာရီနဲ့အတူပွင့်နေတဲ့ပင်တက်ကသူမရဲ့ချမ်းသာကြွားမှမကိုချပြသွားတဲ့ဒေါက်တာထက်တင်စာအောင်ဆွဲတဲ့ရွှေဆန်ကသမီးလေးဒေါက်တာထက်တင်စာအောင်ကတော့မြမနိုင်ငံမှာဘယ်သူမှမဝင်နိုင်တဲ့ယရနာရီနဲ့ပွင့်နေတဲ့ပင်ခန်းနာမှာခြေချသွားတာဖြစ်ပါတယ်။ဒါကြောင့်လေအားလုံးကအားကြနေရတာပါ။ဒီတဲ့င်းမတိုင်ခင်ကလေးကဆွဲထက်ရွှေဆိုင်သမီးဒေါက်တာထက်တင်ဆောင်ရဲ့အကြောင်းကိုလူတွေကစိတ်ဝင်စားကြတာပါ ဒါကလည်းဒေါက်တာထက်တင်ဆောင်အောင်ဟာစီးစိမ်ဥစ္စာနဲ့ပြည်စုံတဲ့ချောမောလှပသောဆရာဝန်မလေးဖြစ်နေလို့ပါ။နိုင်ငံကျော်ဆွေးတက်ရွှေဆိုင်ပိုင်ရှင်တထေးကြီးဦးစန်းဝင်းနဲ့ဒေါ်ဝင်းမတို့မှာတော့တာကြီးကိုကျော်စွာဝင်းသမီးလက်မထက်တင်ဆောင်နဲ့တားငယ်ကိုအောင်မင်းမြတ်ဆိုပြီးတာသမီး၃ယောက်ရှိတာပါ။ဆွေတက်ရွှေဆိုင်ကတာသမီ၃ယောက်စလုံးအားလေထူးချွန်ထက်မြက်ကမိဘတွေကိုကူညီနေကြတာဖြစ်ပါတယ်။ ဒေါက်တာထက်တင်ဆောင်ဟာငယ်စဉ်ကတည်းကစီးဆင်းဥစားပြည့်စုံတဲ့မိသားစုကပေါက်ခွာလာသူဖြစ်ပေမယ့်မိဘတွေရဲ့စီးပွားရေးလုပ်ငန်းကိုအာကုံမနေပဲကိုပိုင်ဘဝလမ်းကြောင်းကိုရွေးချယ်ခဲ့သူပါ အထူးသဖြင့်ဒေါက်တာထက်တင်ဆောင်ဟောင်းလူနာတွေကိုကုသပေးခြင်းနဲ့စိတ်ဆန္ဒကြောင့်ဆေးပညာကိုကြိုးစားသင်ယူခဲ့ပြီးလက်ရှိမှာတော့ဆံဝင်တူဖြစ်ရပ်တည်နေပါတယ်။ ဆွဲတဲ့ရွှေဆိုင်သမီးဟာရုပ်ရည်ချော်မော်လာပါပြီအမှုပညာရှင်တွေနဲ့ရှင်ရင်တော့မရောတဲ့လောက်ကိုပိုင်ဆိုင်ထားတာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိနေတာပါတခါတော့ကဆွဲထက်ရွှေဆိုင်ရဲ့ကြော်ညာရက်ကွင်းတစ်ခုမှာနိုင်ငံကျော်မင်းသမီးဝှမုံရွှေရဲ့ဘေးနားမှာရှိနေတဲ့သူမရဲ့အလားဟာဝှမုံရွှေရင်လုံးထိတ်တန်းမင်းသမီးတယောက်နေတော့အလားချင်းပြိုင်နိုင်တယ်လို့လူတွေကချီးကျူးခဲ့ကြပါတယ်။အခုလည်းဆွဲထက်ရွှေဆိုင်သမီးလေးဒေါက်တာထက်တင်ဆောင်ရဲ့ဖက်ရှင်ဟာချက်တင်ရှိကလှပလွန်းလို့လူပြောများနေတာပါ။ ေါက်တာထက်တင်ဆောင်ဟာမန္တလေးစီးတက္ကသိုလ်ရဲ့ပွင့်နေတဲ့ပင်ခန်းနာမှာတကယ်ကိုအလုံးငေးမောသွားစီမဲ့ fashion တွေပွဲယူခဲ့တာပါ။ဒေါက်တာထက်တင်ဆောင်ဟာနိုင်ငံကျော်ဆွဲတဲ့ရွှေဆန်ကသမီးလေးဖြစ်တာကြောင့်ဗရမညာနဲ့စိန်ရွှေကုထားတဲ့ခြုံတဲဘဝကိုစင်မြန်းထားတာဖြစ်ပါတယ်။အဆိုပါခြုံတဲဘဝတစ်ခုရဲ့ဈေးကနေတာမန်မိသားစုတစုအိမ်နဲ့ကားတွေပိုင်ဆိုင်သွားနိုင်တာပါ။ဒေါက်တာမာလီဝတ်ဆင်ထားတဲ့မြန်မာဝတ်စုံဟာရိုးရိုးပိုးတယ်မဟုတ်ပါဘူး။ တကယ်ရွှေသားစစ်စစ်တွေစိမ့်ပွင့်နေနေလက်ရမြောင်စွာစီချဲထားတဲ့တိမ့်တောင်းကျော်တန်မိုးရှိတဲ့ဝတ်စုံကြီးဖြစ်ပါတယ်။ဒါနေမကသေးပါဘူး။ခေါင်းကစတုံးပေါ်မှာထိုးဖို့ရွှေသားစစ်စစ်ပြီးကုန်ခေါင်းဖိစညံလက်ဖိမှဆွဲထားတဲ့စင်ကာရပေါင်းများစွာပါဝင်နေတိမ့်9000တန်စိမ့်ပရက်ကြီးနေတကယ်ကိုကြက်တရေရှိရှိလှပါနေတာပါ။ဒါကြောင့်လေကိုရံကဆရာဝန်ပညာတတ်ဖြစ်တဲ့လို့မိဘတွေကချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာသူမို့အလုံးရဲ့အားကြခြင်းကိုခံနေရတာပါ ီလိုအလားတရားတွေနဲ့ပြည်စုံတဲ့ဒေါက်တာမာလီရဲ့ချစ်သူကလည်းတကယ်ကိုဒိတ်ဒိတ်ကျဲတထေကြီးတူးလို့လည်းသိရတာပါအခုလိုမျိုးအရေးချင်းနေတဲ့ပြည်စုံတဲ့ဒေါက်တာထက်တင်ဆောင်ရဲ့ချစ်သူကောင်းလေးကလည်းနေနေရရမဟုတ်ပါဘူး။သူကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယတူဖြစ်ပြီးလက်ရှိမှာတော့ဥရောပမှာပညာသင်ကြားနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။သူမချစ်သူနဲ့မကြခဏဆိုသလိုဥရောပမှာတောင်းရောက်တွေ့ဆုံတတ်တယ်လို့ဆိုပါတယ်။ ။အဖြစ်ဖြင့်ဒေါက်တာထက်တင်ဆောင်ဟာအခုချိန်မှာအဖေမေရီနဲ့အတူတမိုးကြီးဆောင်ရောင်တွေနဲ့ဘွဲကိုယူခဲ့တာဖြစ်ပါလေ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေအနေနဲ့ဒေါက်တာထက်တင်ဆောင်ရဲ့ဖက်ရှင်တွေကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။